တိတကအကုန်လိုက်လိုက်တော့မှနော်မင်းတို့မိုးကုတ်တတိသားမိုးကုတ်ကစောက်ဖဲသီးတွေနော်အေးလို့ပြည်သူလူလူတွေနော်ဒီနင်တို့မိုးကုတ်ကြောင့်ငါမတည်ဘူးမထင်နဲ့နော်အေးငါချိုးပြောတော့မယ်နော်တော့မိုးကုတ်မှာဘာကြီးလုံနေလဲဆိုတာငါတို့မတည်ဘူးမထင်နဲ့အကုန်တိတယ်မင်းတို့တရားနယ်နေကြမ်းမဲ့နေတောင်းကျန်းသူပါပဲမင်းတို့မိုးကုတ်ကိုကာကွယ်နိုင်မလားငါတို့မြန်မာတပ်မတော်ကြီးရပဲနိုင်ငံနဲ့တိုင်းပြည်တို့ချစ်တဲ့စိတ်နဲ့နော်ဥပဒေဘောင်အောင်ကိုရောက်သွားအောင်လုပ်နိုင်မလားဆိုတာကတော့ မကြမီအချိန်တွင်းမှာမင်းတို့ညှော်နေလိုက်တော့ဘူးမင်းတို့တွေးနေလို့တပေးချင်းလို့မင်းတို့တိုက်နေနေလားငါကမဲ့မင်းတို့ဒရုန်းနေနေအခုမင်းတို့ဝင်လို့ရလားဂျမ်ဘာကြီးလွှင့်တာဘယ်လို့မှမင်းတို့ဝင်လို့မရအောင်မင်းတို့ဦးမရောက်လိုက်ကိုတက်ချင်တယ်ဆိုဦးမရောက်ရင်ကွာနေတာပဲအနီကျူကျူလောက်အောင်မင်းတို့တက်လို့ရလားမရအောင်မင်းတို့အဲ့လိုကြီးရည်လေးမပိုင်ဆိုင်နိုင်တွေတက်မလို့တိုက်တာမင်းတို့အတွက်ခွန်အားတွေကြာချုံသွားတယ်တိတ်ခါတွေကြာသွားတယ်မင်းတို့မြောက်ဝဲရတွေရတော့ချမ်းလာသွားမယ်မင်းတို့ကြီးရည်လေးမပိုင်ဆိုင်မယ်နဲ့တက်မလို့သွားတိုက်မယ်ဆိုရင်မင်းတို့နေရလားအခုမင်းတို့ဖြစ်တဲ့မျိုးတွေမင်းတို့ပေါ်တင်ပြောရလား ဟိုကမလုပ်သေးလို့နော်ကျွန်တော်တို့ဒီမှာနေပါတယ်ဆိုပြီးတော့မင်းတို့နေရလားရှူတောင်းရှူတောင်းစက်တိုက်ကိုယ့်အတက်ကိုမင်းတို့စက်တိုက်ကိုယ့်အတက်ကိုနှမျိုးရင်ဘေးတိုင်းနေလိုက်တော့နော်တိုက်ပွဲကပြီးသွားပြီအားလုံးမင်းတို့ကြာဆုံးသွားပြီမင်းတို့ဒီနေ့တက်မတော်နေပြီးသွားတာနဲ့နောက်ထပ်၃လလောက်မှဒီမှာပြီးအကုန်လုံးတက်မတော်ကပြန်ပြီးတော့မင်းတို့ထိန်းချုပ်လိုက်ပြီအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်က၃လအတွင်းတနိုင်ငံလုံးပြန်သိမ်းပါလို့ အဖသားအကြီးပြောပြလာတဲ့ရုပ်တံနဲ့အတူငါမင်းဆွေကိုအလုတ်ကျန်းနဲ့ထောင်တန်းသုံးနှစ်ချမှတ်ခံလိုက်ရတဲ့ထူးခြားတဲ့ရင်နဲ့ပါတင်ဆက်ပေးလိုက်ခြင်းပါတယ်စစ်တပ်ထောက်ခံသူအဖြစ်အရင်စစ်အစိုးရလက်ထက်ကလေးကနာမည်ကြီးခဲ့သူဦးမင်းဆွေခေါ်ငါမင်းဆွေကိုဒီကနေ့မလ25ရက်နေ့မှာအင်းစိန်ထောင်တွင်တရားရုံးကပုံမှန်905ကနဲ့အလုတ်ကျန်းနဲ့ထောင်တန်းသုံးနှစ်ချမှတ်လိုက်တဲ့အကြောင်းသိရပါတယ်ငါမင်းဆွေကို သူ့ရဲ့ Facebook စာမျက်နှာမှာတင်တဲ့စာသားတွေရုပ်တံဖိုင်တွေနဲ့ပတ်သက်ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။သူ့ကိုဖမ်းဆီးထားပြီးလေးလကျော်အကြာမှာအခုလိုပြစ်ဒဏ်အတွက်အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။လိုင်မျိုးနယ်တရားရုံးအင်းစိန်အကျုံးထောင်တရားခွင်ကဒီနေ့အမိန့်ချလိုက်တယ်။အာမင်းဆွေအကောင့်မှာတင်ထားတဲ့စာတွေကို screen shot ရိုက်ပြီးလုတ်ထားတဲ့စာ20ကိုအမှုတိဆောက်ပြီးတရားစွဲတာဒါတွေကအကောင့်တူကလုတ်တာပါအကောင့်စစ်ကသူလုတ်တာမဟုတ်ဘူးလို့ညင်းဆိုတဲ့အကြောင်း အပိုင်ရဲစခန်းမှာပြောတယ်တရခန်ဦးမင်းဆွေဘက်ကသူ့ကောင်းစင်မဟုတ်ကြောင်းအီလက်ထရောနစ်ကရိယာတွေထောင်ထဲကိုယူခွင့်မရှိတာကြောင်းကျွန်တော်တို့ဘက်ကတက်တည်ပြဖို့အခက်အခဲရှိခဲ့တယ်တက်တည်ပြဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်လို့ငါမင်းဆွေရဲ့ရှိနေဦးတန်းစောအောင်ကပြောတယ်လို့သိရပါတယ် 2024ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာငါးမင်းဆွေကိုမုံပြင်းနယ်ကြိုက်ထုံမြို့နယ်ဖက်ကလေးရွာဘိုးချုံလန်းကနေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီးလှိုင်မြို့နယ်ရဲစခန်းမှုကတရက်လို့ဖြစ်အမှုဖွင့်တရားစွဲဆိုခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်သူကိုမဖမ်းခင်မှာတရင်ထောက်အောင်မင်းနဲ့နေပြည်တော်ကတဲခိုရနေရာတစ်ခုမှာပြဿနာဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီနောက်ပိုင်းမှာငါမင်းဆွေဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီးဖမ်းပြီးကလေးကအင်းစိန်ထောင်မှာချုပ်နှောင်ထားတာဖြစ်တယ်လို့သိရပါတယ်။ စစ်အာဏာသိမ်းကာလအတွင်းစစ်တပ်ထောက်ခံတဲ့လော်ဘီတွေအနေနဲ့စစ်တပ်နဲ့စစ်ကောင်းဆောင်ကိုပြန်လည်ဝေဖန်မှုတွေကြောင့်မကြာခဏဆိုသလိုဖမ်းဆီးထိန်းသိမ်းတာခံနေရတာလည်းဖြစ်ပါတယ်။စောင်းလိုက်ပါမှာရှိလို့စောင်းလိုက်ပါမှာတော့မင်းမောက်ကွန်ပါမှာတော့လင်းလင်းပါမှာတော့မပေါက်ပါမှာတော့ချစ်သူဝေပါမှာတော့ဖြူဖြူကြော်သိမ်းပါမှာတော့ချမ်းချမ်းတို့ပါမှာလေမာလေမာလေဖြစ်ရကသမားဟဲ့မာလေမာလေတို့လုံးလိုက်အောင်ပြီဆိုတဲ့မြောက်ဝီကြီးတို့ ညဝင်ကြီးတို့များနင်းကြီးဘယ်လိုပါလို့ချိပါတာကိုသွားပြီးလုံချုံကြီးစောက်ပြရတယ်ဗမာလေလို့အဲ့လူတွေဗမာတော့ဟာကားကောင်ဗမာလေဟမ်အဲမင်းတို့ပြောတယ်ဟိုတိုင်းကလော်လဲစိတ်ကြီးလို့ပါလို့ဗမာနေရလေလို့ဟမ်အဲ့ဒါခွက်ခေါက်တာခွက်ခေါက်တာအစိတ်ကြီးလို့အဲ့ဒါခွက်ခေါက်တာစော်ပွဲရုံးကမြန်မာပြည်ထဲမှာပြည်ဦးလေးမှာရှိတယ်ပြည်ဦးလေးမှာရှိတယ်အလူမကန်ဘူးခွက်မကောက်ဘူးဒါလေးပြောပြီးမလုပ်စားဘူးစော်ပွဲရုံးကချိန်မဲ့နေမဲ့မဟုတ်ဘူးအဖေနဲ့အမေနဲ့ရွှေနဲ့ငွေနဲ့ ကောင်းနေတိုင်းနဲ့အဲ့လိုလိုရှိတယ်နေတာဟမ်မင်းတို့မြောက်ပေးတဲ့လူတွေဗမာတို့လို့မင်းတို့ကိုရင်ထောင်တော့မရသေးဘူးစစ်တပ်ကိုဘယ်တော့မှမတိုင်းနဲ့ညီလေးတို့နော်အခုပြောချင်တာတိုင်းသားလက်နက်ကိုင်တောင်းချမ်းသူကိုပြောချင်ဘူး PDF ညီကိုမောင်နှမတွေမင်းတို့စစ်တပ်ကိုဘယ်တော့မှမတိုင်းနဲ့တော့မင်းတို့ဘယ်တော့မှမနိုင်ဘူးမင်းတို့စဉ်းစားရမှာကမင်းတို့ခုလာပြီ2025ကုန်ရင်တို့2026မှာတို့လုပ်ပြန်ပြည့်ဒူဝါတရှိစားဟောဟမ်ဇော်ဝေဆိုးဟမ်2025ကုန်ရင် နိုင်ငံရို့ဘာဖြစ်တော့မလဲလားမင်းတို့ကငါပြောတာမင်းတို့ပေါ်တင်တိုက်လို့ရလို့လားဟမ်မင်းတို့တိုက်လို့ရတဲ့ဧရိယာကုန်သွားပြီအဲ့ဒါနောက်ဆုံးမင်းစစ်တပ်ကဘယ်တော့မှမတိုက်နဲ့ဘယ်တော့မှမနိုင်ဘူးဘယ်တော့မှမနိုင်ဘူးမင်းတို့တိုက်ကြည့်လားမင်းတို့တိုက်နိုင်နိုင်လားမင်းတို့အကုန် ပေါင်းတိုက်နေတာလေမင်းတို့ကမင်းတို့ကဒစ်လေနေတာမင်းတို့ဒစ်လေနေရလေမင်းတို့တရားကြီးကြောင်းမတက်နဲ့ကြောင်းနဲ့မင်းတို့ဘာမှလဲ BOE တို့ RFA တို့မှန်ပါတော့ကိုကြီးပြောကြည့်ပါဦး နော်မင်းတို့ဒီလေးနှစ်အတွင်းမှာမင်းတို့တော့စစ်တပ်ထောက်ခံတယ်လို့မရှိဘူးဆိုပြည်သူမပိုင်မနိုင်ဘူးဆိုအခုမင်းတို့တောင်းတော့နိုင်လို့လားသနာရီလို့ပြောလိုက်မယ်မင်းတို့မင်းတို့ဘယ်တော့မှစိတ်ကူးမနေလားတသက်လုံးမနိုင်ဘူးတက်မလို့ဆိုတာကစီကံတကြနဲ့စီးစနစ်နဲ့နိုင်ငံကိုကာဝယ်ဖို့တိုင်းပြည်ကိုကာဝယ်ဖို့ကြီးရည်လေးဆိုတဲ့အရာသုံးခုနဲ့ရှင်းတဲ့နေတဲ့တက်မလို့ဖြစ်တယ် အဲ့ဒီကြီးရင်လေးဆိုတာကိုမင်းတို့မှမရှိနေတည်းမင်းတို့တက်မတော်မနိုင်ဘူးငါကပဲမင်းတို့ drone နဲ့အခုမင်းတို့ဝင်လို့ရတာဂျမ်ဘာကြီးလွှင့်တာဘယ်လို့မှမင်းတို့ဝင်လို့မရအောင်မင်းတို့ဦးမရအောင်လည်းတတ်ချင်တယ်ဆိုဦးမရအောင်လည်းပွားနေတာပဲအနီတူတူလောက်အောင်မင်းတို့တက်လို့ရမရအောင်မင်းတို့အဲ့လိုကြီးရင်လေးမပိုင်ဆိုင်နိုင်တည်းတက်မတော်ကိုတိုက်တာမင်းတို့အတွက်ခွန်အားတွေကြာဆုံးသွားတယ်စိတ်ကားတွေကြာသွားတယ်မင်းတို့မြောက်ဝဲရတူတွေကတော့ချမ်းလာသွားမယ်မင်းတို့ကြီးရင်လေးမပိုင်ဆိုင်မယ်နဲ့တက်မတော်ကိုသွားတိုက်မယ်ဆိုရင်မင်းတို့နေရလာအခုမင်းတို့ဖြစ်တဲ့မျိုးတွေမင်းတို့ပေါ်တင်ပြောရလား ကမလုပ်သေးလို့နော်ကျွန်တော်တို့ဒီမှာနေပါတယ်ဆိုပြီးတော့မင်းတို့နေရဲလားကြီးရေလေးကိုမပိုင်တဲ့၍မင်းတို့မြေပြင်မှာကြိုက်ကြောက်တိုက်လူတွေပဲတည်သွားမှာဘယ်တော့မှမင်းတို့တက်မလို့မနိုင်ဘူးဘယ်တော့မှမင်းတို့နိုင်ငံတော်အုပ်ချုပ်မဲ့လူတွေမဖြစ်ဘူးမင်းတို့ကမနေပြည်တော်မှာပောက်ခွာလာမှာစစ်ဆေးရှင်အကြီးကနေတောက်လို့တိုက်လာတာနော်နောက်ဆုံးနောက်ဆုံးစစ်ရှင်ရှုလို့မှာရန်ပေါင်းကုန်စည်တဲ့မြို့ရန်ကုန်မြို့မှာပဲခြံခဲ့ရတော့မှမင်းတို့မနိုင်ဘူးဆူတောင်းဆူတောင်းဆက်တိုက်ကိုအတက်ကိုမင်းတို့ဆက်တိုက်ကိုအတက်ကိုနှမျိုးရင်ဘေးထိုင်နေလိုက်တော့ နော်တိုက်ပွဲကပြီးသွားပြီအားလုံးမင်းတို့ကြာဆုံးသွားပြီမင်းတို့ဒီနေ့တက်မတော်နေပြီးသွားတာနဲ့နောက်ထပ်၃လလောက်မှာဒီမှာပြီးအကုန်လုံးတက်မတော်ကပြန်ပြီးတော့မင်းတို့ထိန်းချုပ်လိုက်နော်တက်မတော်နေတက်မတော်နေပြီးသွားတာနဲ့နောက်ထပ်၃လဆိုရင်ခုနှစ်လပိုင်းကိုရောက်သွားမယ်မြန်မာပြည်ကိုတက်မတော်ကပြန်ပြီးတော့မင်းတို့ထိန်းချုပ်လိုက်မယ်အဲကြောင့်မင်းတို့ကတောင်ပြေလို့တဲ့ခွေးတွေလိုပဲဒီလားငါတို့တက်မတော်သားလေးတွေကိုကြည့်ပြီးတော့ငါတို့မနိုင်ဘူးငါတို့ဒီဘယ်ကြီးကိုငါတို့မလုပ်နိုင်ဘူးငါတို့ဘယ်တော့ပဲအားရင်နေရှိနေပြီလေစီ ငါတို့မနိုင်ရခြင်းအကြောင်းတရားကငါတို့မှာကြီးကြီးလေးဆိုတာမရှိဘူးဟုတ်လားမင်းတို့လေရင်ဝင်ပေးဦးစင်းပါလေမင်းတို့ပေါ်တော့လေလေရင်ဝင်ရှိလို့လားဟမ်မင်းတို့ပေါ်တော့လေဓာတ်ကိတ်ရှိလားမင်းတို့ပေါ်တော့လေတင်းမိုးသိရှိလားမင်းတို့ပေါ်တော့လေဓာတ်တစင်းရှိလားတရားဝင်နောက်ပြကြည့်သားပါဟမ်မင်းတို့ပေါ်တော့လေကားလိုင်းတစ်လိုင်းရှိလားပြည်သူလူထုကမင်းတို့ကိုနော်ကြောက်လို့ပေးနေတာမင်းတို့ခေါ်ထားတဲ့ကားလိုင်းရှိတာလို့မြန်မာပြည်မှာ မင်းတို့ပေါက်ထားတဲ့ယထာလမ်းရှိလားမင်းတို့ပေါက်ထားတဲ့တင်မိုးစိတ်ရှိလားအဲ့တော့ဘလို့စနေကိုမင်းတို့နိုင်ပါလေညီလေးတို့ကမင်းတို့စဉ်းစားပေါ့စစ်တပ်ကိုနိုင်ခြင်းမင်းတို့ငါတခုကြံကြံပေးလိုက်မင်းတို့လက်နဲ့ချလိုက်ဒီအချိန်မှအချိန်ကောင်းဆုံးပဲတက်မလို့နိုင်ခြင်းလက်နဲ့ချလိုက်အခုလိုမျိုးနိုင်ပါမှဒီလိုမျိုးပြောလိုက်ပြီးလို့ချင်းစပွဲပိုင်းမှာမင်းတို့လိုချင်တဲ့အရာကို လက်နဲ့မပါတဲ့နီးနေမျိုးတောင်းလိုက်စစ်တပ်ကိုနိုင်ကျင်ရင်တော့မင်းတို့စစ်တပ်ကိုလက်နဲ့တိုက်လို့ဘယ်တော့မှမနိုင်ဘူးစစ်တပ်ကိုနိုင်ကျင်ရင်မင်းတို့ကိုယ်တိုင်အမှန်တရားဖြစ်နေဖို့လိုတယ်ယောက်ျားတို့ရရရင်းရင်မင်းတို့မှာအင်ပလာတို့ထုံးမြတ်နိုင်ပါလေအချောင်းမှာထုံးမြတ်နိုင်လို့မမျိုးတာကြုံကြားတို့ဟုတ်လားပါလေ MND တို့ဝါတို့ KNU ကဘာလို့လဲဘယ်လိုလဲငါမသိပါဘူးအဲ့တော့เนาะ KNU ကအကုန်လုံးမင်းတို့ပေါင်းမင်းတို့ပေါင်းပြီးတော့မှ စပွဲပိုင်းတစ်ခုကိုမင်းတို့နေပြီးတော့လာရင်တက်တည်မရှိဘူးလားရှောက်ကြားနေပဲတနက်မလို့လေနေပြီးတော့လာလိုက်ဘူးထွန်းနေတဲ့ရခိုင်ဝန်ကြီးချုပ်လုပ်ချင်တယ်ပေါ်တင်တောင်းလိုက်ပေါ့ဟုတ်လားလာခဲ့လေနောက်ထပ်အတူတွေပါလေဒီကရိုးရိုးစုဝင်ရှိတယ်ပြောပေါ့ဟုတ်လားမဟုတ်လားမင်းတို့ရခိုင်ပါတီမဲမဒေါက်တာဆွန်မြတ်ရသာလင်းတို့ဘာလို့မင်းတို့ရှိပါလဲဟုတ်တယ်မလားမင်းတို့ပြောလေကေရန်ရကောင်အင်မလာလားဘာကောင်လဲဘွမ်းမောလားမင်းတို့ပြောတော့မင်းတို့ထောလာပါပြီစာတက်လာပါပြီဆိုတဲ့ကောင်လေလာလေပြောကြည့်လေ င်းမင်းစက်ဘက်ဝမ်ပေါင်းနိုင်ငံလူတော်မယ်လို့ပါလို့မင်းတို့ကတက်မလို့လို့တော်လန်နေအစိုးရမင်းတို့ကတက်မလို့တော်လန်နေမဟုတ်ဘူးနိုင်ငံတော်တော်လန်ပြီးတော့မြန်မာငွေသုံးနေတယ်ကောင်းနေစောက်ပိုးနေမင်းတို့နော်မင်းတို့ကကိုယ်စားကိုယ်စားဘာမှမရှိဘူးမင်းတို့ရခိုင်ပတ်စံထုတ်လိုက်ပြီရခိုင်ညီမာရဆိုရင်တရားဝင်မင်းတို့ကြရင်မင်းတို့ဝမ်ပေါင်းနိုင်ငံလူတော်မယ်ဆိုရင်မင်းတို့ကချင်ပတ်စံထုတ်လိုက်ပြီဟမ်မင်းတို့ဘာစောက်စင်းရှိလို့မင်းတို့ဘယ်နိုင်ငံတကာအသိမပြုလို့ဟမ်မင်းတို့ဝါပြည်နယ်ကဘာဘာနဲ့တရုတ်ပတ်စံသုံးတယ်ဟုတ်လားဓမ္မပတ်စံထုတ်လိုက်ပြီမင်းတို့ဝါပြည်မှာ ား MND ကိုကနေ DNA နဲ့ပလောင်ပစံထုတ်လေထုတ်ကြတယ်ဘယ်သူကတရားဝင်နဲ့တရားဝင်ဝင်လို့တည်သွားမှာပေါ့ချီးတွေကွာမင်းတို့ကောင်နေမင်းတို့ဟဲ့အောင်ထွန်းနေတိုင်းရောကာကြုံကြောင်းရောအင်ဗလာနဲ့ဘွမ်မော MND ရဲ့ဘယ်ကောင်နဲ့အကောင်လေရောနော်မင်းတို့လီးပဲလို့ပြောလိုက်မယ်မင်းတို့စောင့်စင်းဘာမှမရှိဘူးဒီတိုင်းကြီးမှာမင်းတို့ကဖြတ်သမားတတ်တာပဲရှိတာနော်မင်းတို့ဖြတ်သမားတတ်မယ်နော်မင်းတို့နာမည်ရပြီးတော့ဒီမသားသမီးတွေကိုမင်းတို့ကမလွတ်မလွတ်ချင်အောင်လုပ်မယ်တင်းပါလားနော်အဲ့တော့မင်းတို့ကောင်နေမင်းတို့ အကြမ်းမဲ့နဲ့ကတောင်းကျမ်းသူတပုံမှာ PDF ပါမယ်မင်းတို့ NUG ကဟောလာခေါင်းဆောင်ပါခေါင်းဆောင်ပါလေဒူးကလည်းကြီးလာလို့အကုန်လုံးပေါင်းလိုက်ပေါင်းပြီးတော့မြန်မာနိုင်ငံကိုတိုက်လီးတော့မနိုင်ဘူးနော်မြန်မာပြည်အများဆုံးကြီးကြမ်းပါလေခြေလိုက်အောင်လည်းတက်မသွားပြီးဘေးအနေကရှိပြီးတော့နောက်တန်းမိသားစုတွေအများဆုံးပြန်လေပေါင်းစနိုင်ပါလေနော်ကျွန်တော်အမှုပဲဆူတောင်းပေးပါလေကျွန်တော်အဖြစ်ကပေါင်းလေဘုန်းခံသူသားပါတိုက်ခိုက်နိုင်တဲ့လူတွေပြိုလဲတော့အောင်တိုက်ဇော်ဘုန်းရင်မပြိုလဲသွားရင်မင်းတို့ကြာရှုံးလိမ့်မယ်နော်ဇော်ဘုန်းရင်ကိုတိုက်ခိုက်တဲ့လူတိုင်းကအားလုံးကြာရှုံးတယ်အဲ့ဒါသဘောပေါက်လားဇော်ဘုန်းရင်ကိုမင်းတို့ 我们自己包的，我们我们这边没有烧饼，我们南瓜子嘛，我们马铃薯，我们烧火马铃薯，我们来点开的。各地的都有嘛，大罗米啊，罗，哎嘛，哎，重点嘛，就那个，古巴古贝不？重点啊，张拉比拉路，就那个东西嘛，哎，重点啊，尼利亚，不是离得古巴的，对吧？ ကျွန်တော်တို့ဘုံဘူးလို့ထင်တာလားတော့ဘူကြီးပဲရှိသေးတယ်ဟမ်ခမင်းလေးတဲ့ကိုကြီးအားလုံးကဘုံဘူးတွေဖြစ်နေပြီကလေးကဘယ်လောက်ထိစိတ်ရင်ကောင်းလဲဆိုတော့ကျွန်တော်တို့ကလည်းဒုံတက်ခွဲရပါတဲ့ကျွန်တော်တို့ကယာလူလို့ကျင်တာမဟုတ်ဘူးတဲ့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းနဲ့သူကသူကဒီဒုံမှာအဖွဲ့အစည်းဆိုတော့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းနဲ့တဲ့ကျွန်တော်နိုင်ငံကျွန်တော်တက်မတော်နဲ့အတွက်ကိုပဲကျွန်တော်ကတနေ့နဲ့ကြာပြီးတော့ဒီတက်ထဲကိုဝင်လာတာပေါ့ကျွန်တော်စီးပွားရေးတမားလည်းမဟုတ်ဘူးတဲ့စီးပွားရေးလည်းမလုပ်ချင်ဘူးတဲ့ကျွန်တော်ကဒီရက်စေကြောင်းစင်း ဒီ SC ចောင်းစင်းလာပြီးတော့မှစီးပွားရေးလုပ်တယ်ဆိုတော့အရာရှိတဲ့မှာလည်းကျွန်တော်မပါဘူးလေကျွန်တော်အဲ့လိုလည်းပြောမခံနိုင်ဘူးလေဟာအေးဟုတ်လားဟာနဲ့ကျွန်တော်မှအခုရလိုက်ရတယ်ကျွန်တော်ဘုံဘူးတကယ်တော့49ကြီးအားလုံးက210ပေါ့နော်အဲ့လိုမျိုးတွေတော့မှဖြစ်နေပြီ46ဆိုရင်ပြူအမှုတွေတော့မှအရှိရောက်တော့ဖတ်နေပြီပေါ့အဲ့ကျွန်တော်စကားနားတောင်ကြည့်တာပေါ့ဟာကွာလို့ငါစိတ်မကောင်းပါဘူးလို့မင်း49ကြီးအကုန်လုံးကငါညီလေးတွေပေါ့အများကြီးရှိတာလို့ဒါပြလာအခြေတန်းတွေ့ကြုံပြောပြတယ်ကျွန်တော်ယာရူးမရရင်နေပလိစီတဲ့ ကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်အမြန်ငြိမ်းချမ်းပြီးတော့မှကျွန်တော်တို့စစ်သားတွေအပေါ်မှာပြည်သူလူထုထားနေတဲ့လွဲမနေတဲ့အမြင်လေးအမှန်တရားကိုမြင်သွားရင်ကျွန်တော်ဒီသုံးပေမရှိတယ်ဘာမှမဖြစ်ဘူးလေဟာယာစာယာစာကျွန်တော်တို့ယာစာပဲသိတယ်အမှန်တော့တခုနောက်တစ်ယောက်ကလည်းတူလားတူလားဘယ်လိုလဲမသိဘူးတူလားပွဲရတာငငယ်လေးဒီစီပစင်အင်းတိတ်53ကစိတ်တက်တွေကဒါကြောင့်မလို့မင်းတူလားပွဲရတာဒါကြောင့်မလို့မင်းစစ်တက်ကြမင်းအောင်မြင်နေတာဟေ့အောင်ဒီလေး ယ်ချင်းလို့မင်းစစ်တိုက်နေတာ။နော်မင်းကဂုံယူချင်းမင်းကအဲ့ဒီယာတူးတွေတက်အစတရာမကောက်ဘူးတာတယ်လို့ကျွန်တော်ပြောပေးခဲ့တယ်။နေရတော့ပဲဂုံယူလိုက်လို့ညီလေးလို့ပြောတော့အကိုကြီးโอเคတဲ့။အကိုကြီးကကျွန်တော်တို့ရဲ့အိုက်တော်ပဲတဲ့။အကိုကြီးကအမြဲအမှန်တည်းပဲပြောတာဒါကိုကျွန်တော်လက်ခံနေတယ်။ဟုတ်တယ်လေ။စစ်သားတွေကယာတူးယာတူးရမှနိုင်ငံကိုချစ်တာမဟုတ်ဘူးလူမျိုးကိုချစ်တာမဟုတ်ဘူးဗျ။အဒုံဒီရဲ့ဘွဲတော်တော်တော်တာဒီပံမွေးမှာဒါပေမဲ့ဒီနေ့ပဲ49ကဘာဖြစ်လို့ဒူကြီးဖြစ်နေရလဲပေါ့ကျွန်တော်တွေးကြည့် တကယ်ကိုတောင်းထားတော့မှာရွေးရွေးချင်ချင်လုပ်နေတာတခုပဲလေအဲ့တော့မင်းကလုံးနေရတာသူတို့ကြောင့်လေဟုတ်ဘုံနဲ့တွေ့တာလေအဲ့တော့ကိုကြီးတနေရတော့ညီလေးလို့ညီလေးတို့ဂုံပြုပါတယ်ညီလေးတို့လောက်ပါနော်ဒီပြုံးလေးမျိုးကြီးတို့ဘုလိုဝတ်ဝင်တံမွေးလို့မှာမင်းတို့ရဲ့ခေါင်းဆောင်စစ်ခေါင်းဆောင်တယောက်ရဲ့ခေါင်းမုံဟိုပေါ့နော်ခေါင်းနဲ့မုံမြတ်တဲ့စိတ်ဓာတ်နှလုံးသားလှတဲ့စစ်ခေါင်းဆောင်ရဲ့တယောက်မှာစစ်ခေါင်းဆောင်ဆိုတာက လက်ရှိပြည်ဦးလေးမှာဆိုအောင်မီပေါ့နော်ဗိုလ်ချုပ်စိုးမြတ်တို့ပြီးရင်တိုင်းအောင်ကာနေကြီးအင်းမင်းအောင်တို့ရဲ့အောက်မှာမင်းတို့နိုင်ငံတဲ့လူမျိုးအတွက်ကိုတင်ကမ်းစာကိုယူပြီးတော့မှမင်းတို့နောက်ထပ်ရှိမဲ့လူတွေတက်မလို့မှပေါက်ဖွားလာမယ့်ညီငယ်တွေပေါ်မှာမင်းတို့တင်ပြပေးပါတိုင်းပြည်ချစ်တဲ့နိုင်ငံချစ်တဲ့လူမျိုးချစ်တဲ့ကိုယ့်ရဲ့အဖွဲ့အစည်းကိုချစ်တဲ့စိတ်ဘယ်လိုကာကွယ်ရမလဲဆိုတော့လုပ်ပါတချို့တော့တက်မလို့မှနေပြီးတော့တို့ကဘဝင်နေတယ်ငါတို့တိကျငါတို့တက်တယ်ဆိုတော့လုပ်တော့ဘယ်လိုလဲတော့ပြုပေါင်းရမှာပဲအဲ့တော့ဒီပုံမှန်ဖြစ်တာဘာမှမဖြစ်ဘူးလို့ မင်းရလိုက်တဲ့ဘွဲတစ်ခုပေါ့နော်သူကမဟုတ်ဘူးသူကစီစုကုန်ပြီးရလိုက်တာအဲ့ဘွဲကပုံမှုတတန်ကြီးရှိတယ်ကွာလို့ညီလေးတို့မင်းဘုံကြီးတင်နေတာကမင်းတို့တစ်တလုံးလေးသားမှာလို့အားလိုက်မပြောခဲ့လိုက်နော်အဲ့တော့ကျတော့နောင်ချိုမကြခင်ရှင်နေမှာပြင်ရမယ်ပြီးရင်ဟောကောတိုက်နော်စစ်တကအကုန်တိုက်တော့မှာနောက်တော့တော့သေဖို့လာကြံတာတော့နော်ငါပြောရင်ဘယ်တော့မှမပြောဘူးမင်းတို့စတားလေးနဲ့ငါ့ကိုကြည့်နေမှာလားအေးကြည့် စစ်တပ်ကအကုန်တိုက်မှာအကုန်လိုက်တိုက်မှာသူကနော်မင်းတို့ကလှစ်လာပြီမင်းတို့တိုက်တာမင်းတို့ရပြီလားပြီးသွားပြီလားမင်းတို့တက်တိုက်လေမင်းတို့ကစောက်ကြီးစောက်ကြီးနဲ့ပြင်းဦးလေးတိုက်မယ်လို့ဟမ်မင်းတို့လေးတိုက်မယ်လို့ပြီးပြီးတော့တက်သိမ်းမယ်လို့ဒီအောင်နဲ့ကိုကောင်အဲ့လိုလေးပြပါလာတယ်ဟုတ်ကဲ့ပါဟိုကျွန်တော်လည်းဒါအခါလူမျိုးတယောက်ကကျွန်တော်ရဲ့ YouTube live ကိုကြည့်ဟို TikTok ကိုကြည့်ပြီးတော့လက်ဆောင်ပေးထားတဲ့ ိတ်ကလေးမလို့ကျွန်တော်ဟိုဒါလေးတော့မပေးနိုင်ပါဘူးကျွန်တော်ဝယ်ပေးဆိုရှာဝယ်ပေးပါမယ်ပေါ့နော်အဲ့တော့စစ်တကအကုန်လိုက်တိုက်တော့မှာနော်မင်းတို့မိုးကုတ်တတိထားမိုးကုတ်ကဆောက်ဖေးသေးတယ်နော်ဘယ်လိုပြည်သူလူထုတွေနော်ပြေးနင်တို့မိုးကုတ်ကြောင့်ငါမတည်ဘူးမထင်နဲ့နော်အေးငါချိုးပြောတာမင်းနော်တို့မိုးကုတ်မှာဘာကြီးလုံနေလဲဆိုတာငါတို့မတည်ဘူးမထင်နဲ့အကုန်သိတယ်မင်းတို့တရားနယ်နေကြမ်းတဲ့နိုင်ငံတောင်းကျမ်းသူအားပဲမင်းတို့မိုးကုတ်ကိုကာကွယ်နိုင်မလားငါတို့မြမတက်မတော်ကြီးရပဲနိုင်ငံနဲ့တိုင်းပြည်ဒီမျိုးချစ်တဲ့စိတ်နဲ့ နော်ဥပဒေဘောင်အောက်ကိုရောက်သွားအောင် လုပ်နိုင်မလားဆိုတာကတော့မကြမီအချိန်ပြင်းမှာမင်းတို့ညှော်နေလိုက်တော့အခုမင်းတို့တွင်းငယ်တို့တပိတ်ချင်းတို့မင်းတို့တတ်နိုင်သေးလားဟမ်ဥပုံတချင်းလေးနဲ့ကပြာနော်ကျွန်တော်တနကမှာလေတရာလေးကြည့်ပြုံးလုံးလုံးမင်းရဲ့လက်မှာဗပိတ်ညာပြည့်ကျွန်တော်ကမှာကားမဲ့အကွက်ကလေးရွေးနေတော့နော်အဲ့တော့မနာလိုရနာလိုရလည်းမသိဘူးတက်မတော်ကမင်းတို့မလုပ်ဘဲနဲ့ထားခဲ့တာလေးလေးကြော်သွားပြီ နော်မင်းတို့တတိထားတာကြီးကြီးထားတာနော်လာရှိုးလို့ပါလို့မင်းတို့ကြီးကြီးထားတာဖာယုံနေမှာမင်းတို့ပြောင်းနေဟုတ်ပြီလားနော်ဘယ်ကားပါဗျာကျွန်တော်ခင်ညက်ကတည်းကလည်းလုပ်တယ်ကျွန်တော်မြန်မာနိုင်ငံနဲ့အလန်လေးကတယ်မြန်မာနိုင်ငံနဲ့အလန်လေးကတော့ဒီမှာကျွန်တော်မြန်မာနိုင်ငံနဲ့ဒီမှာရှိတယ်လေကတယ် YouTube ကကျွန်တော်ကိုဖျက်တော့တက်တော့ကျွန်တော်ကိုဖျက်မလိုက်ပြီးတော့ဒီနေ့တော့လူတွေကစားတယ်ကျွန်တော် view ချမပေးဘူးကျွန်တော်ကလူတွေကိုလူသိနေတာမဟုတ်ပါဘူးဟိုတက်မလို့ချစ်တဲ့ဒီလူတွေအများကြီးရှိတယ်ဆိုတာသိနေတာပါ နောက်ချိုးတိတ်မကြတော့ဘူးနော်ပတိထောင်းနောက်တဲ့3-4ရက်ဆိုရင်ရပြီကျွန်တော်လည်းပြင်မနေတာဟုတ်တယ်ကျွန်တော်ပြင်သွားတယ်ပြင်သွားတယ်ကျွန်တော်သွားတယ်လမ်းကြီးချမ်းတယ်နော်ကျွန်တော်ကဘောင်မိုင်းနောက်လိုဘောင်သွားတယ်နော်အော် SSPB 1ဟိုင်းခွဲဒီပိုင်းကျွန်တော်လည်းတွေ့တယ်အဲ SSPB 1ဟိုင်းခွဲကကျွန်တော်ကိုပြောတယ်ပစ္စတိုလေးနဲ့ကောင်လေးက27လောက်ပဲရှိအောင်မယ်အကိုကလည်းလိုင်းဘောကကိုဖုံးဆိုတဲ့လူလားတဲ့ဟုတ်တယ်လို့ညီလေးတို့ညီလေးတို့နဲ့ကိုနဲ့တောင်မှဘာဖြစ်ဘာရှိတယ်လို့မရှိပါဘူးကိုလေအကိုကိုတိနေလို့ပါတဲ့โอเค သူကပြောတယ်ကျွန်တော်တို့ကတဲ့တိုက်ခိုက်ရေးတိုက်ခိုက်ရေးအဖွဲ့ရတဲ့နောင်လိုက်နောင်လိုက်ကြော်သွားပြီးတော့မှဂိတ်တကိတ်မှာအေးပါညီလေးတို့ငါတို့ကတိုင်းပြည်ကြီးတန်းစီနေတာပါမင်းတို့လည်းမင်းတို့ကမင်းတို့ဒီပြောင်းလမ်းမကြီးကထားလိုက်ပါတော့မင်းတို့လည်းမင်းတို့ကမင်းတို့အေးစိနေပြီးတော့ပြည်သူလူထုကိုစောင့်ရှောက်ပေးပါလို့ငါတို့လည်းငါတို့ကငါတို့သွားမယ်လို့ပြောကျွန်တော်မိုင်းနောက်ရောက်သွားတယ်မိုင်းနောက်ရောက်တော့ကျွန်တော်ပြန်လာတယ်ကျွန်တော်ဘ ᱹ ဒူးမှမတက်ဘူးအဲ့တော့ကျွန်တော်ချစ်တယ်လေကျွန်တော်စုံစုံရင်းနဲ့ဒီပိုင်းနေတာပေါ့မိုင်းနောက်အောင်ပြန်လာတယ်လေးချရောက်တော့ညာဘက်ချမ်းမှာအောက်မှာကုံစုံတိုင်းနဲ့စရိုးတိုင်းနဲ့ရောင်းတယ် အဲ့ဒီဟိုနေရာလူကြီးတော့လေအမေဟုတ်ကဲ့လို့ကတ်တီဒီပဲလေစားတယ်လွိုင်းလေးလွိုင်းလေးတို့ကိမဆိုင်ကြိုက်နေမှာအမေစားတယ်ပေါ်တင်ပဲစော်ပွဲကြောက်တယ်ဆိုတာဟိအောင်မတက်ဘူးရိုးလို့လို့ပြောလိုက်မယ်နော်ကြိုက်တယ်လို့ထင်လိုက်တိုင်းပြည်ကိုချစ်ဖို့လို့လိုတယ်နိုင်ငံရဲ့လူမျိုးကိုချစ်ဖို့လိုတယ်အဲ့တော့လူတွေကအစိတ်ကလေးရမှာလေကတ်တော့ဘာဖြစ်တော့မင်းတို့ကတဲ့အစိတ်ကငါစားလို့ရှိရင်ချုံမြင့်ချင်းရလာနေတဲ့ဝင်သွားမှာဘာဖြစ်လို့ဒီလားငါတိုင်းပြည်နဲ့လူမျိုးကိုတကယ်ချစ်တဲ့လူဖြစ်နေလို့နော် ရန်ကုန်မှာပေါ်တင်လာပြရတယ်မူမူလေးတဲ့နေ့မှလာလိုးပြောင်းအောင်မယ်ဟဲ့လားမူမူလေးဆိုတဲ့ဖာတယ်မနေ့ကိုလိုးလိုက်လို့နေကကျမယောက်ျားကို꿰ပြီးတော့ကိုတော်ဘိုးကြီးမဲ့ပေါင်းပါမယ်ဆိုငါလည်းမတက်နိုင်ငါလည်းနေမယူနိုင်ဘူးငါကလိုးပဲလိုးလိုက်မှာတော့ရိုင်းနေတယ်မလားရိုင်းနေပဲဘာသူသူ့ရဲ့သူ့ရဲ့မဲ့ကိုတော့ဖက်လေ